ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးထဲမှာတော့ချမ်းကချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးတော့စိတ်နဲ့ညှို့ငင်ခြင်းဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကိုချစ်တဲ့ချစ်သူကိုကိုယ့်ကိုပိုချစ်လာအောင်ဘယ်လို attract လုပ်ရမလဲကိုကိုကိုရောနီးလန်းမမှန်ခင်ခင်ဘယ်လိုချစ်ရမလဲဆိုတဲ့နီးလန်းတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ချမ်းအခု ပြောပြမယ့်အကြောင်းအရာတွေကချမ်းလက်ရှိလောလောဆယ်ဖတ်ပြနေတဲ့စတင်ညှို့ငင်လိုက်ပါဆိုတဲ့စိတ်ဆွမ်းအားနဲ့ညှို့ငင်တဲ့အကြောင်းအရာတွေကကိုယ့်ရဲ့ ချစ်သူကိုဘယ်လိုမျိုးညှို့ငင်မလဲဆိုတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။ဒါကအပိုင်းကရောက်ပါပြီ။အရှိမလဲအပိုင်း1နှစ်3လေးတင်ထားပေးပြီးသားဖြစ်တဲ့အကြောင်းမို့လို့ manifestation ဘယ်လိုလုပ်ရမလဲမသိသေးဘူးဆိုလို့ရှိရင်တိတိကျကျတည်သွားအောင်အပိုင်း1နှစ်3လေးကိုနားထောင်ပေးပါ။ဒါဆိုလို့ရှိရင်တော့အခုချစ်ချင်းမြတ်တာနဲ့ပတ်သက်တဲ့ညှို့ငင်ခြင်းနည်းလမ်းတွေကိုပြောပြပေးသွားပါမယ်။ ကိုကတခုခုကို manifest လုပ်တယ်ဆိုလို့ရှိရင် နောက်ကျတာမျိုးမရှိပါဘူးကိုရဲ့ဘဝမှာချစ်ချင်းမြတ်တာကိုလည်း manifest လုပ်လို့ရပါတယ်ကို့အတွက်တင့်တော်တဲ့လက်တွဲပေါ်ရအောင် ကိုရဲ့ dream boyfriend dream girlfriend ညအောင်ဘလို့ညှို့ငင်ရမလဲဒါမှမဟုတ်လို့ရှိရင်ကိုရဲ့လက်ရှိချစ်သူနဲ့ပိုကောင်းတဲ့ relationship တခုပိုမိုပျော်ရွှင်စရာကောင်းတဲ့ relationship တခုကိုဘလို့ဖန်တီးရမလဲအဲ့ဒါတွေအကုန်လုံးက manifest လုပ်လို့ရပါတယ်ဒါပေမဲ့တခြားသူရဲ့ချစ်ချင်းမြတ်တာကို manifest မလုပ်ခင်မှာ ကိုကိုကိုအရင်ဆုံးကိုယ့်ရဲ့အချစ်တွေနဲ့ကိုကိုကိုဖြည့်ဆည်းရပါမယ်။ကိုကိုကိုချစ်တယ်ဆိုတာက ကိုဘသူလဲဆိုတာကိုတိတိကျကျသိတဲ့အရာကနေပြီးတော့မှစတင်ပါတယ်။ဒါပေမဲ့တခါတလေကျတော့လူတဦးတယောက်ကြောင့်ဒါမှမဟုတ်အကြောင်းအရာကိစ္စတစ်ခုခုကြောင့်ကိုကိုကိုဘသူလဲဆိုတာပျောက်ဆုံးသွားပြီးတော့ကိုကိုကိုချစ်ဖို့လဲမိနေတကြပါတယ်။ကိုယ်ထဲမှာအမြဲတမ်းစီးစင်းနေတဲ့ကိုယ့်ရဲ့အချစ်တွေဟာဘယ်တော့မှကိုယ့်ကိုဖြည့်ဆည်းပေးသွားတာရက်သွားမှာမဟုတ်ပါဘူး။ ကိုလိုချင်တာတွေရဖို့ကိုနေထိုင်ခြင်းနဲ့ဘဝပုံစံမျိုးဖန်တီးနိုင်ဖို့ကိုယ့်ကိုချစ်နေဖို့လိုအပ်တာပါတခါတလေကြလို့ရှိရင်ကျမတို့ကအတွေးတွေကနေခဏလောက်ထွက်ပြီးတော့ဘဝကြီးကိုရိုးရိုးလေးမြင်တဖို့လိုအပ်ပါတယ်အချစ်ဆိုတဲ့အရာကိုကျမတို့အကြောင်းပြချက်မဲ့အခမဲ့ရနေပြီးသားပါဒီဆက်သွယ်မှုကိုကျမတို့မေ့သွားတဲ့အချိန်မှာကျမတို့ကအပြင်ဘက်ကနေပြီးတော့အချစ်ကိုလိုအပ်တယ်လို့ကိုယ့်ကိုကိုထင်လာကြတယ်အချစ်ကိုတခြားသူစီကနေရယူဖို့စိတ်ကိုအပြင်ဘက်စီကိုအာယုံဆိုင်လိုက်တာနဲ့ ပြဿနာတွေတန်းစီပြီးဝင်လာတော့တာပါပဲလူတယောက်ကကိုယ့်ရဲ့ကိုယ်ပိုင်ချစ်စိတ်ကို မေ့ပြီးတော့စိတ်ထဲဟာတတာခံစားလာရတဲ့အခါအဲ့ဒီလက်ဟာမှုကိုဖြည့်စည်းဖို့အသေးအံမရမက ရှာဖွေလာကြတယ်အဲ့ဒီလက်ဟာမှုကိုဖြည့်ခြင်းနဲ့စိတ်ကလူရဝင်ခြင်းနဲ့စိတ်နဲ့အတိမတ်ပြုခံခြင်းနဲ့စိတ်အဖြစ်အသွင်ပြောင်းလာကြတယ်ဒါပေမဲ့ဘယ်တော့မှအတိမတ်ပြုခံရခြင်းနဲ့အဲ့ဒီလူရသွင်းခံရခြင်းတော့ကိုမလိုက်ပါနဲ့နော်အဲ့ဒီအစားကိုယ့်ကိုယ်ကိုပဲပို့ပြီးချစ်လိုက်ပါ သင်လိုအပ်တဲ့ attention ကိုကိုယ့်ကိုယ်ကိုပဲပြန်ပေးပါသင်အမြဲရှာဖွေနေခဲ့တဲ့အရာတွေကသင်ကိုယ်တိုင်ပြန်နှီးဆက်ချင်လို့ရှာဖွေခဲ့တယ်ဆိုတဲ့အချက်ကိုနားမလည်မချင်းစိတ်ထဲကိုနက်နက်နဲနဲတွေးပါသင်တခြားသူတွေကိုလိုအပ်တာထက်အမှန်တော့သင်ကိုယ်သင်ပိုပြီးလိုအပ်နေတာပါတဲ့ရစိတ်အတွင်းတောက်ပွားမှုကိုလက်ခံတက်ဖို့နဲ့တင်းဘွားတွေကပင်ကိုချစ်စိတ်ကိုသတိထားမိဖို့အရင်ဆုံးတင်းကိုစွဲထားတဲ့အရာတွေနဲ့ပတ်သက်ပြီးကိုယ့်ကိုရိုးသားဖို့လိုပါတယ် ကိုကိုကိုအပြစ်မြင်စိတ်နဲ့တခြားအရာတွေကိုအပြစ်တင်တဲ့စိတ်ကသင်ရဲ့စိတ်ချိန်လုံး frequency vibration တွေကိုအနှုတ်လက္ခဏာရောကျစေပါလိမ့်မယ်အနှုတ်ဘက်ကိုသွားတယ်ပေါ့နော်တခြားသူတွေကိုလညိုးထိုးပြီးအပြစ်တင်ရတာလွန်လွယ်လေးပါတခြားသူတွေကသင်ကိုဆွဲချနေတယ်လို့ယူဆဖို့ကလည်းလွန်လွယ်လေးပါသင်အခုလုံးနိုင်တဲ့အထီရောက်ဆုံးနည်းလမ်းကကိုဘွားကိုတာဝန်ယူဖို့ပါပဲသင်ဘွားမှာကြုံနေရသမျှကိုဖန်တီးနေတဲ့သူကသင်ကိုယ်တိုင်ပါပဲ ီနေ့ကတခြားအရာတွေကိုအပြစ်တင်တာရက်လိုက်ရမယ်နေပါတင့်ရဲ့ဆွမ်းအားကအတိတ်ကနေတဖြည်းဖြည်းရင်းကျက်လာပြီးတော့တင့်ကိုတိုးတက်စေမဲ့တင်ငန်းစာတွေကိုတင်ယူရင်းအချီးရေးမှာတင်လိုချင်တဲ့အရာကိုညှို့ငင်နိုင်မယ်လို့သတိထားမိခြင်းပါပဲလူတယောက်ကသူတို့ရဲ့အတွင်းစိတ်ပင်ကိုချစ်စိတ်ကိုမေ့လျော့သွားရင်အဲ့ဒီလိုအပ်ချက်ကိုအပြင်ဘဝကနေပဲရှာဖွေတတ်ကြတယ်အဲ့ဒီအရာကအပေးအယူအခြေပြုတဲ့အချစ်ကိုဥတီစေတယ် အချင်းရင်းနဲ့ပတ်သက်သမျှတင်းအတွက်တော့ဘာပင်းရင်ဘာရမယ်ဆိုတဲ့အခြေအနေတခုဖြစ်လာလိမ့်မယ်။တင်းရဲ့ကိုတွင်းအချက်ကဘယ်ကနေလာတယ်လဲဆိုတာကိုနားမလည်ခြင်းကတင်းကိုအမြဲတမ်းရှာဖွေနေတဲ့လူတစ်ယောက်ပဲဖြစ်စေလိမ့်မယ်။တင်းကိုတင်သာတကယ်ချစ်လို့ရှိရင်တင်းအမြဲတမ်းကျေနပ်နေမှာပါ။အမှန်တကယ်တော့တင်းလိုချင်တာကကျေနပ်မှုပါ။တင်လူတယောက်ကိုဆွဲထားဖို့စူးစမ်းတိုင်းအဲ့ဒီလူကထွက်ပြေးသွားတာကိုတင်သတိထားမိလား တင်းရဲ့စိတ်ဆွမ်းရတဲ့အာယုံကိုတင်းဘောကတိုးတက်ဖို့နေရာမှာအာယုံဆိုင်လိုက်မှာအဲ့ဒီလူကတင်းစီပြန်လာတာရောတင်းတည်ထားမိလားစွမ်းရင်နေပင်မှာဘာတွေဖြစ်နေတာလဲဘာတွေပြောင်းလဲသွားလို့လဲအရာအလုံးကစွမ်းရင်နေပင်မှာအရင်ဆုံးစတင်ပါတယ်တဲ့ရဲ့အတွေးခေါ်နဲ့ခံစားချက်ကိုစัจ java လာကြီးစီကိုအဆက်မပြတ်အတင်းရအမြဲတမ်းပုတ်လွတ်နေတာပါအဲ့ဒါတွေကိုတခြားသူတွေကခံစားရပါတယ်တင်ကအယူးမှုဖြစ်ပြီးတော့အဲ့လိုမရမကလိုအပ်နေတဲ့အချိန်မှာဆိုလို့ရှိရင်တင်းရဲ့စိတ်ဆွမ်းကနည်းပါတယ် အဲ့ဒီအခြေအနေမျိုးမှာကိုယ့်ရဲ့တတ်မှတ်ထားတဲ့ boundaries တွေဂုံတိတ်ခါတွေစံနှုန်းတွေကိုရိုက်ချိုးစေတဲ့လုပ်ရက်တွေကိုတင်ကကိုယ့်ကိုပြန်လုံးမိတတ်ပါတယ်။ဥပမာပြောရမယ်ဆိုလို့ရှိရင်တော့ကိုချစ်တဲ့သူစီကနေ attention ရဖို့တက်စားရအများကြီးပို့ဖုန်းနေအများကြီးခေါ်ဒီဘာလို့ငါဖုန်းမဆက်တာလဲငါစားပို့တော့နေဘာလို့ငါစာမပြန်တာလဲဘာလို့ line မတက်တာလဲဆိုပြီးတော့မှတင်ကလုံးမိတတ်ပါတယ်။အမှန်တကယ်တော့အဲ့လိုလုံးစရာမလိုပါဘူး။ တယောက်စီကအဲ့လို attention ရဖို့အာယုံဆိုင်ခံရဖို့တခုခုကိုတင်ကြံစီလိုက်တိုင်းမှာနောက်ဆုံးမှာတင်မဲ့စိတ်အားကုန်တလို့ခံစားရပါလိမ့်မယ်။အဲ့ဒါဘာလို့လဲဆိုတော့တင်ဘက်ကနေသူတို့ကိုတင်ရဲ့တန်မှုအကြီးဆုံးပိုင်ဆိုင်မှုဖြစ်တဲ့တင်ရဲ့ attention ကိုသွားသွားပြီးပေးနေလို့ပါပဲ။တင်ဘာစိတ်ဂိမ်းမှကစားဖို့မလိုပါဘူး။တင်ပို့ကောင်းအောင် လုတ်တက်ဖို့ပဲလိုပါတယ်ကိုယ့်ကိုကိုပိုကောင်းလာအောင် train ပေးဖို့ပဲလိုပါတယ်တင့်ကိုတင်ပိုတော်လာအောင်ကြိုးစားဖို့လိုပါတယ်တင်တကယ်လိုအပ်တာကတင့်ရဲ့စိတ်အာရုံကိုလမ်းကြောင်းပြန်တက်မှတ်ပေးပြီးတော့တင့်ရဲ့ကိုယ်ပိုင်ဆန်နှုံးတွေကိုပြန်ရှာတွေးဖို့ပါပဲကိုယ့်ကိုကိုစပြီးတော့ချစ်တက်လာတာနဲ့အရာအားလုံးကပြောင်းလဲသွားပါတယ်အယူမှုဖြစ်ပြီးတော့တခြားနေရာကနေအချစ်ကိုတောင်းတတဲ့စွမ်းအင်မျိုးတင်မထုတ်လွတ်တော့ဘူး တင်ကိုယ်တိုင်ကပို့ပြီးညှို့အားကောင်းနေစွန့်ရင်တူလာယုံကြီးတခုဖြစ်သွားပါလိမ့်မယ်။ကိုယ့်ရဲ့ဖြစ်တည်မှုကိုကိုချစ်လေလေတခြားသူတွေစီကအတိမတ်ပြမှုနဲ့လက်ခံမှုကိုရှာဖွေစရာမလိုတော့လေလေပါပဲ။တင်ကတန်မိုးရှိတယ်ဆိုတာဘယ်တော့မှမမေ့ပါနဲ့။တင်ကလက်ဆောင်တခုပါ။တင်ကထူးခြားတယ်။သူတို့ကိုသူတို့တောင်အားမရတဲ့လူတွေကတင်ရဲ့အားနည်းခြင်းကိုအခွင့်ကောင်းယူနိုင်လောက်တဲ့အထိကိုယ့်ကိုယ်ကိုစိတ်တက်အကြမခံနဲ့။ အဲ့ဒီအတိကကိုယ့်ကိုလိုလားတယ်ဆိုတဲ့ခံစားချက်လေးရဖို့တခြားသူတွေစီကနေအတိမတ်ပြုခံခြင်းနဲ့စွန့်အင်တွေကိုလွတ်ချဖို့အတွက်ရည်ရွယ်တယ်နော်ဒီလိုတင့်ရဲ့စိတ်တွင်းပင်ကိုချစ်စိတ်ကို ရှာတွေ့တာနဲ့ရေရှည်အကျိုးမရှိတဲ့ကိစ္စတွေမှာတဝဲလဲလဲဖြစ်နေတာကိုတင်ရက်နိုင်သွားပါပြီ။လူတစ်ယောက်ကသူ့ရဲ့ပင်ကိုချစ်စိတ်ရှာမတွေ့သေးလို့ရှင်သူ့လို ရှာမတွေ့သေးတဲ့သူကိုပဲသူကစွဲငင်မိတတ်ပါတယ်။စွဲငင်ခြင်းရဲ့အဓိကရွယ်ချက်က သင်ဖန်တီးခဲ့တဲ့ဖြစ်တည်မှုကိုပြဖို့ပါပဲအကယ်၍သင်မြင်နေရတာကိုမကြိုက်ရင်ပြန်ဖန်တီးလို့ရတယ်မအောင်မြင်ခဲ့တဲ့ဆက်ဆံရေးတွေကသင်တကယ်လိုအပ်ပြီးသင်နဲ့ထိုက်တန်တဲ့အရာတွေရှာတွေ့ဖို့ကူညီပေးလိမ့်မယ်တဲ့တိုးတက်ပြောင်းလဲမှုကာလတည်းတစ်ခုအတွက်အဲ့ဒီမကောင်းတဲ့ဆက်ဆံရေးတွေကအဆုံးသတ်ခဲ့တာပါကမ္ဘာပေါ်မှာတန်းနဲ့ချီတဲ့လူတွေရှိတယ်။တင်မတွေ့ရသေးတဲ့လူကောင်းတွေလည်းအများကြီးရှိတယ် ဒါဆိုဘာကြောင့်တင်းရဲ့အတွေ့အကြုံကိုမကောင်းတဲ့ဆက်ဆက်ရင်တချို့နဲ့ဘောင်ခတ်လိုက်ပြီးတော့ကဘာပေါ်မှာကောင်းတဲ့လူတွေမရှိတော့ဘူး။ငါ့ကိုချစ်တဲ့လူတွေကမရှိပါဘူး။ကောင်းခြင်းတွေမရှိတော့ပါဘူးလို့တင်ပါလို့သတ်မှတ်ပါလေ။တဲ့အတွက်အရာအလုံးဖြစ်နိုင်ခြင်းအမြဲတမ်းရှိပါတယ်။စွန့်ရင်အစ်စ်တွေကိုပဲတင်းပွားတဲ့ကိုဝင်လာနိုင်ဖို့တင်းရဲ့စိတ်သဘောထားကိုပြောင်းလဲပြီးတော့ကိုယ်နှလုံးသားကိုဖွင့်ပေးထားဖို့ပဲလိုပါတယ်။ရက်လွန်သွားတဲ့အတိတ်ကကိစ္စတွေကိုလွှတ်ချလိုက်ဖို့ဘယ်တော့မှဝင်မလေးပါနဲ့။လက်ရှိလူထက်တာတဲ့လူမရနိုင်တော့မှာကိုလည်းဘယ်တော့မှမကြောက်နဲ့။ toxic relationship ထဲမှာလည်းဘယ်တော့မှမနေနဲ့ဆက်ဆက်ရင်းတစ်ခုပြတ်တောက်သွားတော့မယ်ဆိုလို့ရှိရင်သင်ခံစားမိမှာပါသင်ရင်းကျက်လာတဲ့အချိန်မှာအဲ့ဒီအရာပြီးဆုံးသွားပြီဆိုတာသိရင်ကိုယ့်ကိုယ်ကိုစင်ကြယ်နေမပေးပါနဲ့တော့အကယ်၍သင်ခေါင်းနဲ့ပထမဆုံးဝင်လာတဲ့အတွေ့အကြုံသူ့ထက်ကောင်းတဲ့လူရှာမတွေ့တော့ပါဘူးဒါမှမဟုတ်နောက်ဘာဆက်ဖြစ်မလဲငါ तू မရှိရင်မနေနိုင်ဘူးအဲ့လိုမျိုးအတွေ့အကြုံဖြစ်နေရင်အဲ့ဒီအချိန်ကတကယ်လက်လွတ်တဲ့အချိန်မှာပဲ စိုးရိမ်စိတ်တွေကြောင့်ကိုယ့်ကိုစိတ်ပင်ပန်းစေတဲ့ relationship ထဲမှာအောင့်အေးတီးခံပြီးတော့မနေပါနဲ့စင်ကြီးတွေလည်းမပေးပါနဲ့သူမရှိတော့ရင်ငါဘယ်လိုနေရမှာလဲဆိုတော့အဲ့ဒီကြောက်စိတ်နဲ့စိုးရိမ်စိတ်ကိုမယုံပါနဲ့ဘဝဆိုတာတစ်ချိန်မဲနေရတာကြောင့်အပြည့်အဝနေထိုင်ရပါမယ်ကိုကိုကိုလက်ခံလာပြီးတော့ကိုကထိုက်တန်တဲ့လူဖြစ်ကြောင်း နားလည်လာတာနဲ့အများကိုရဲ့စိတ်အလိုကျဖြည့်ဆည်းပေးပြီးပြည့်ဝတဲ့လူတစ်ယောက်ဖြစ်စေမယ့်အချစ်ကြိမ်တို့မျိုးနဲ့စပြီးတော့ကိုကိုတိုင်ကအလုံးလုံးလာပါလိမ့်မယ် လူတယောက်ကိုတင်မဆွဲထားတော့ဘူးအရန်ကြီးလည်းမကြိုးစားတော့ဘူးကြောက်စိတ်နဲ့မနေရတော့ဘူးဆိုတာတွေကြောင့်တင်ဘွားစပြီးတော့ကောင်းမွန်တဲ့ဘက်ကိုပြောင်းလဲလာပါပြီအပြင်လောကကနေအချစ်ကိုမလိုအပ်တော့ဘဲနဲ့ကိုယ့်ကိုယ်ကိုဘလို့ချစ်ရမလဲတွေ့နိုင်မှုတင်းရဲ့စိတ်အာယုံကတင်းအပေါ်မှာပဲအာယုံဆိုင်နေတော့မှာပါအကယ်၍အခုတင်းကလက်တွဲပေါ်ရှိနေပြီးတော့တင်းလက်တွဲပေါ်နဲ့အတူတူတိုးတက်ချင်နေဆိုရင်တင်းအနေနဲ့အပေးယူမဆန်တဲ့အချစ်မျိုးကိုဘလို့ပေးရမလဲဆိုတာကိုတင်းတိထားဖို့လိုတယ်အပေးအယူတွေမရှိဖို့လိုတယ် အမားတွေအားလုံးကိုထိတ်တိုက်ဖြည့်ရှင်ပြီးတော့အမြန်ဆုံးခွင့်လွတ်တက်ဖို့လိုပါတယ်။တကယ်လို့တင့်လက်တွဲပေါ်နဲ့ရေရှည်သွားခြင်းနဲ့ဆိုလို့ရှိရင်အတိတ်မှာဖြစ်ခဲ့တဲ့မကောင်းတဲ့ကိစ္စတွေကိုပြင်ပြန်ဖော်ပြီးတော့အမြဲတမ်းပြန်ပြောနေတာကိုကိုကိုရောတင့်လက်တွဲပေါ်ကိုရောစိတ်ပင်ပန်းစေပါတယ်။တင်လက်တွဲဖို့ကိုစိတ်ထဲကနေအကောင်းမြင်ပေးရပါမယ်တကယ်လို့တင်သာရေရှည်သွားခြင်းနဲ့ဆိုလို့ရှိရင်ဒါညှို့ငင်ခြင်းကြီးလမ်းမှာတင်လက်တွဲဖို့ကိုစိတ်ထဲကနေအကောင်းမြင်ပေးပါ တင်ဆက်ပြီးတော့မနာကျင်ရတော့ကိုတင့်ကိုနာကျင်အောင်လုပ်ခဲ့တဲ့လူတယောက်ကိုစူတောင်းစာအနေနဲ့တစင်မြစ်တာပို့ပေးပါအတိတ်ကနေတင်လွတ်မြောက်တဲ့အချိန်တိုင်းတင်ကနိုင်တဲ့လူတယောက်ဖြစ်ပါတယ်တင်ပြောတဲ့စကားတွေမကဘဲနဲ့တင်ရဲ့အတွေးတွေရပါစွမ်းရှိတယ်ဆိုတာကိုနားလည်ရပါမယ်တင်ကအချိန်ရင်းနဲ့ပတ်သက်ပြီးတော့တွေးနေတဲ့တင်အတွေးတွေကလက်တွဲပေါ်စီကိုတင်ရတဲ့ဆက်ဆက်မှုအပေါ်ကိုတက်ရောက်ပါတယ်အတွဲတွေအိမ်အောင်ရေးတွေမမြဲရတဲ့အကြောင်းအရာကျမတို့တွေးနေတဲ့အတွေးတွေကြောင့်မှာ အဲ့ဒီအတွေးတွေကကူညီနိုင်သလိုဒုက္ခလည်းပေးနိုင်ပါတယ်။ဥပမာတင်းရဲ့လက်တွဲပေါ်ကတင်းကိုဝမ်းနေအောင်လုပ်လို့ရှိရင်တင်းအနေနဲ့အပြင်ဘက်မှာအဆင်ပြေချင်အောင်ဆောင်းလိုက်ရပေမဲ့စိတ်ထဲမှာတော့သူ့ရဲ့လောရက်ကိုဒေါသတွေမလိုလားတဲ့စိတ်တွေကြောက်စိတ်တွေဝမ်းနေစိတ်တွေဒါမှမဟုတ်မခံမရဲနိုင်တဲ့စိတ်တွေထက်ခါတခါပြန်တွေးမိနေမှာပါ။တင်းစိတ်ထဲမှာသူဒီလိုထက်လို့အောင်မှာပဲဒါမှမဟုတ်ဘာလို့သူအမြဲတမ်းဒီလိုပဲလုပ်နေရတာလဲ။အဆရှိသဖြင့်မကောင်းတဲ့အတွေးတွေကိုတွေးနေမိမှာပါ။ အပြင်းမှန်းမှာတော့အဆင်ပြေခြင်းအောင်ဆောင်လာပေမယ့်အတွင်းစိတ်ထဲမှာတော့သူ့ကိုမကြင်မနှက်ဖြစ်နေတာမျိုးပေါ့အဲ့လိုခံစားချက်အစစ်မှန်တွေကိုဝန်းဝယ်ထားလို့ရှိရင်ခံစားချက်တွေစုပြုံလာပြီးတော့တခြားပြဿနာတွေဖြစ်လာစေပါတယ်ဒီအရာကအတွဲတွေကိုညှိမြားဖြစ်စေပြီးတော့နောက်ဆုံးတော့ဆက်ဆံရေးကိုအဆုံးသတ်တဲ့အထိဖြစ်စေတတ်ပါတယ်အဲ့ဒီလိုကိုပိုင်အတွေးတွေကဘယ်လောက်ထိဆွမ်းအားကြီးတယ်လဲဆိုတာကိုလူအများစုကနားမလည်ကြပါဘူး။အချင်းချင်းစိတ်ညစ်အောင်လုပ်မဲ့အစားအားပေးပြီးတော့ကိုယ်စိတ်ကိုကုစားရင်ပုံမကောင်းဘူးလား။ တခုမှတ်ထားရမှာကတင်းရလက်တွဲပေါ်ကိုတင်းစိတ်ထဲမှာမြင်တဲ့ပုံစံအတိုင်းအပြစ်မှလည်းအဲ့လိုပဲသူကဖြစ်လာပါတယ်။သူတို့ရဲ့ဇယိုက်တွေအလေးအကျင့်တွေယုံကြည်မှုတွေလုံရက်တွေတင်းကြိုက်တာရောမကြိုက်တာတွေရောပို့ပို့ပြီးတော့မြင်လာရပါလိမ့်မယ်။တင်းဖဲအပိုင်းကိုအာယုံဆိုင်တဲ့အပေါ်မှာမူတည်ပြီးတော့အဲ့ဒီအရာအလုံးကဖြစ်ပေါ်လာပါတယ်။တင်းလက်တွဲပေါ်နဲ့ပတ်သက်ပြီးတော့ကောင်းတာပဲတွေ့ပါ။သူ့ရဲ့အကြောင်းအချစ်စကားချိုချိုလေးတွေကိုကိုယ့်ကို ပြန်ပြောပါ။ အသေးအဖွဲအားထုတ်မှုလေးတွေကိုပါအတိအမှတ်ပြုပေးပါတင်းဘလိုခံစားနေရလဲဆိုတော့သူ့ကိုအတိပေးပါအချင်းချင်းပို့ပြီးတော့ပွင့်လင်းကြပါသူ့ကိုပထမဆုံးစချင်းမိခဲ့တော့တွေးမိခဲ့တဲ့အတွေးတွေကိုပြန်တွေးပါ သူနဲ့ပတ်သက်ပြီးမကောင်းမြင်စိတ်ဝင်လာရင်ကိုယ့်ကိုပြန်မိပါငါတို့ကြမှာဒီလိုရောဖြစ်ချင်ရဲ့လားစိတ်တွင်းအခြေအနေကတင်းရဲ့လက်တွေ့အခြေအပေါ်ကိုလွှမ်းမိုးမှုရှိပါတယ်တင်းထိုးလို့လိုက်တဲ့အတွေးတိုင်းက တင်တဲ့တင်းလန့်တွဲပေါ်ကြောင့်ပိုကောင်းတဲ့ဆက်ဆံရေးတစ်ခုဖြစ်လာအောင်ချိန်ကိုက်ပေးနိုင်တဲ့အင်အားကြီးစွမ်းရည်တစ်ခုဖြစ်ပါတယ်။ဒါ ਉਹ မတည်သေးတဲ့သူအများစုကသူတို့ရဲ့အချစ်ရေးမှာရုန်းကန်တက်ရပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီလူတွေကသူတို့ရဲ့အတွေးတွေစကားလုံးတွေခံစားချက်တွေမှာရှိတဲ့စွမ်းအင်တွေကိုနားမလည်ကြလိုပါပဲ။ချစ်ချင်းမေတ္တာကိုတင်းရဲ့အချစ်ရေးမှာအဖြစ်ခွင့်ပေးလိုက်ပါချစ်ချင်းမြတ်တာပို့တာခြင်းနိလန်းနဲ့ကိုယ့်ရဲ့ချစ်သူကိုကိုယ့်ကိုပို့ချစ်လာအောင် manifestation လုပ်ရမယ့်နိလန်းလေးကိုစပီးဖြောချင်ပါတယ်။ တင်မှာလက်ရှိချစ်သူရှိနေလို့ရှိရင်ကျမနဲ့ဆက်သွယ်လာတဲ့သူအများစုအတွက်အလုပ်ဖြစ်တဲ့နည်းလမ်းလေးတွေကိုစမ်းကြည့်စီခြင်းနဲ့အချိန်တစ်ပတ်လောက်ယူပြီးတော့တင်းရဲ့လက်တွဲပေါ်နဲ့ပတ်သက်တဲ့ကောင်းတဲ့အချက်တွေချစ်စရာကောင်းတဲ့အချက်တွေကိုပဲအာရုံစိုက်ပါဒီထက်ပိုကြအောင်တင်လုံးနိုင်မဲ့တပတ်ဆိုတာကတင်းရဲ့အတွင်းစိတ်ကိုစပြီးပြောင်းလဲဖို့လုံလောက်တဲ့အချိန်မှာဒီလိုချစ်ချင်းမြတ်တာပိုးသားတဲ့နည်းလမ်းတင်းရဲ့အချစ်ရေးကိုပိုကောင်းတဲ့အချိန်တွေတစ်ခုစီခေါ်ဆောင်သွားပါလိမ့်မယ်တင်း တင်းရလက်တွဲပေါ်ရဲ့အတိတ်ကအမှားတွေကို စိတ်ထဲကနေခွင်းလို့ပေးလိုက်ပါဒီလိုလှုပ်ချင်းရဲ့အဓိကရွယ်ချက်ကတင်းစိတ်ထဲကအာဃာတတွေမကျန်တော့အောင်စိတ်ကိုပြောင်းလဲနိုင်ဖို့ပါပဲတင်းကိုမကောင်းတဲ့ခံစားချက်တွေဖြစ်လာစေတဲ့အမှတ်တရတစ်ခုခုပေါ်လာတိုင်းနေလို့ရလုခဲ့တာတွေအတွက်ငါနင့်ကိုခွင်းလွတ်တယ်နမေပြောအဲ့လိုပြောပြီးတော့အဲ့ဒီစိတ်ကိုရှင်းထုတ်နိုင်ပါတယ်အဲ့ဒီအရာတွေကိုလွှတ်ချပြီးတော့စိတ်ထဲငြိမ်းချမ်းသွားတဲ့ခံစားချက်ကိုတည်ချခံစားပါ တင်အတိတ်ကိုလွှတ်ချနိုင်မှုအတွက်ဒါကပြန်ကူစားတဲ့အဆင့်တစ်ခုပါနေ့တိုင်းကတင်းရဲ့အခြေရင်အတွက်နေ့တစ်တစ်ခုပါပဲအတိတ်ကဖြစ်ရက်တွေကိုပြန်အစဖော်စရာမလိုတော့ဘူးခွင့်လွှတ်ပြီးတော့ရှေ့ဆက်ပါနှစ်ကိုယ့်ရဲ့လက်တွဲပေါ်နဲ့အတူဖန်တီးခဲ့တဲ့အမှတ်တရကောင်းတွေကိုစိတ်ထဲကနေပြန်မြင်အောင်ပါတင်းစိတ်ထဲမှာအမှတ်တရကောင်းတွေကနှိုးဆွပေးလိုက်တဲ့ကြည်နူးစိတ်ကိုအချိန်ခဏလောက်ယူပြီးပျော်ပျော်ကြီးခံစားကြည့်လိုက်ပါအဲ့ဒီလူကိုတင်းဘလောက်ချစ်ပြီးတော့သူနဲ့ဘလို့ပြောရချောင်းတွေကိုတွင်းပြုံးလိုက်ပါ သူနဲ့အတူဖြတ်တန်းခဲ့ရတဲ့အချိန်ကောင်းတွေကိုလည်းပြန်စင်းစားပါသူ့ပထမဆုံးတွေ့ခဲ့တုန်းကဘလို့ခံစားရလဲပြန်စင်းစားကြည့်ပါတုံးသူ့ကိုချစ်ချင်းမြတ်တာနဲ့အကောင်းမြင်စိတ်တွေပို့တာပါဒါကဒီစမ်းသက်ချက်မှာအရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုပါပဲတပတ်တာလုံးသင်ရလက်တွဲပေါ်ကိုအချစ်တွေပဲပို့ပါတင်တို့အတူနေကြရင်တော့စိတ်ထဲကနေတစင်းအချစ်တွေပဲပို့ပေးပါချစ်ချင်းမြတ်တာနဲ့နေထွေးမှုတွေစုပြုံနေတဲ့သူ့ရဲ့ပုံရိပ်ကိုမြင်အောင်ပါဒါကိုတင့်စိတ်ထဲမြင်အောင်ကြည့်လို့ရတယ် တင့်လက်တွဲပေါ်ကပြုံးပြီးတော့တင့်ကိုဖတ်ထားတယ်လို့စိတ်ထဲကနေမြင်အောင်လိုက်ပါတင်းတို့နှစ်ယောက်ကြားကတိတ်များလုံးနဲ့ချစ်ချင်းမြတ်တိုင်းနဲ့ပျော်ရွှင်မှုတွေကိုမြင်အောင်လိုက်ပါတကယ်လို့အဲ့လိုတွေးနေတော့မှမကောင်းတဲ့အတွေ့အကြုံလာလို့ရှိရင်လည်းချက်ချင်းဖယ်ထုတ်ပြီးတော့အဲ့ဒီနေရာမှာပို့ပြီးတော့ချစ်ဖို့ကောင်းတဲ့အတွေ့အကြုံနဲ့အစားထိုးလိုက်ပါဒါကကိုယ့်ရဲ့အတွင်းစိတ်ကိုချက်ချင်းစီးကြောင်းနဲ့ပို့နှိဝင်စေဖို့စားလို့ရမယ့်အရာပါပဲ။ ပင်ရင်ဘဝတက်စီကတင့်ကိုပို့လို့လိုက်တဲ့အတိုင်းစားမဲ့ချစ်ချင်းမြတ်တာတွေကတင့်ရဲ့အတွေးတွေခံစားချက်တွေနဲ့အတူဖြန့်ချက်နေပါတယ်။လေးတင့်ရဲ့အတွေးစိတ်ကို အပြင်လောကနဲ့ချိန်ညှိပါ။တဖြည်းဖြည်းတင့်ဒီနီးလန်းအောင်လုပ်ရတာပို့ပြီးတော့တွဲကူလာပါလိမ့်မယ်။ဘာလို့လဲဆိုတော့တင့်ရဲ့ချစ်ချင်းမြတ်တာဟာပင်ရင်ဘဝတက်စီကလာမယ်တင်တိနေပြီလေ။တင်လက်တွဲပေါ်စီကအတန်းရှင်းကိုရဖို့အတွက်တင်ခတ်ရခဲခဲစူးစမ်းနေစရာမလိုတော့ပါဘူး။အဲ့ဒီအစားကိုယ့်ကိုယ်ကိုချစ်ချင်းမြတ်တာတွေပြေဝနေသလိုခံစားရပါလိမ့်မယ်။ ။တင့်မှာချစ်ချင်းမြတ်တာတွေပြည့်နေတဲ့တင့်လက်တွဲပေါ်ကတင့်ကိုပူချစ်လာမှာပါ။အချစ်ကစိတ်ကြိမ်တော့အမြင့်ဆုံးဖြစ်ပြီးတော့အရာအားလုံးကိုစွန့်ငင်နိုင်ပါတယ်။စိတ်တွင်းချစ်ချင်းမြတ်တာနဲ့ငြိမ်းချမ်းမှုကိုထုတ်လုပ်လိုက်ရင် အပြစ်ပဝန်းကျင်ကနေအဲ့ဒီအရာတွေကိုတင်ပို့ပြီးတော့စွန့်ငင်လာတာစွန့်ငင်လာနိုင်တာကိုတင်တွေ့ရပါလိမ့်မယ်။တင်ကလွတ်လပ်အေးချမ်းပြီးတော့ဟန်ဆောင်မှုကင်းကြောင်းတင်းရဲ့လို့ရက်တွေကတက်တည်ခံပါစေ။ ဒီနည်းနဲ့ကသင်နဲ့သင်လက်တွဲပေါ်ကြာစီးချက်ကိုက်အောင်ဖန်တီးပေးနိုင်မယ့်အပြင်သင်ုံလည်းအေဂျင်စီမှာပါဒီတစ်ပတ်အတွင်းသင်ရဲ့လက်တွဲပေါ်ကိုအားပေးဖို့အတွက်အာရုံစိုက်ပါအထောက်အပံ့ဖြစ်ပေးပါချစ်စရာကောင်းပေးပါပုံမှန်ဆိုရင်မပြောနေတဲ့စကားတွေကိုပြောပေးပါပုံမှန်မလုပ်တဲ့အရာလေးတွေကိုလှုပ်ပေးပါ6ဒီတစ်ပတ်မှာသင်ရဲ့စိတ်ကိုအဖြေရှာတဲ့နေရာမှာအာရုံစိုက်ထားပါပြဿနာတစ်ခုပေါ်လာရင်ဘယ်လိုပြောဆိုဖြေရှင်းသင့်လဲအဖြေရှာပါ အချင်းလေးကိုပိုကောင်းစေမယ့်အဖြေကပါလဲစဉ်းစားပါပြဿနာတစ်ခုကိုအချိန်ဆွဲပြီးတော့မရှင်းမနဲ့မြင်မြန်ရှင်းပြီးတော့မြင်မြန်ရှင်းဆက်ပါအဖြေရှာတဲ့အလုပ်ကိုလုပ်ဖန်များလာလေလေပြဿနာရှင်းရတာလွယ်လေပါပဲဒီချစ်ချင်းမေတ္တာပို့တာတဲ့နီလန်းကတင့်ဘွားရဲ့ပပေါင်းဆောင်ကနေဝင်းရနေတဲ့ချစ်ချင်းမေတ္တာတွေကိုပို့လို့တွေးတောပြီးတော့ခန်းစားစီတက်ဖို့ရည်ရွယ်ပါတယ် ီလိုလှုပ်ခြင်းကတင်းရဲ့အခြေအနေမှာအကူအညီဖြစ်စေရုံနဲ့မကပဲတင်းအတွင်းစိတ်ထဲမှာစိုးမိုးနေတဲ့အတွေးတွေနဲ့ခံစားချက်တွေကိုပါပို့ပြီးတော့သတိထားမိစေပါတယ်။အချက်စီးချောင်းကိုရှာဖွေခြင်းရဲ့အဓိကအကြောင်းရင်းကတင်းကိုယ်တွင်းမှာပင်ရင်အသက်ဓာတ်နဲ့ပြည့်ဝသွားအောင်တင်းနှလုံးသားကိုဖွင့်ပြီးတော့ကိုယ့်ရဲ့ဖြစ်တည်မှုအစစ်အမှန်ကိုသတိရပြီးတော့ကိုယ့်ကိုပို့ချစ်ပေးဖို့ပါပဲ။ဒါမဲ့တင်းရဲ့ single ဆိုလို့ရှင်လဲတစ်ချိန်လုံးတင်းရဲ့အခြေရေးမေးတာတွေဒါမှမဟုတ်တင်းပြတော့မင်္ဂလာဆောင်မလဲရီးစားမရသေးဘူးလားမေးတဲ့လူတွေကြောင့်စိတ်ဖြစ်စီမခံပါနဲ့ ဘလောက်ပဲအိုးအိုးအချစ်ကိုရှာတွေ့ဖို့နောက်ကျတယ်ဆိုတာမရှိပါဘူး။တင်းလဲအချစ်ကိုရှာတွေ့ဖို့နီးစပ်လာပါပြီ။ဘာလို့လဲဆိုတော့တင်းရဲ့အမြင့်ဆုံးဆန်နှုန်းတွေနဲ့ကန့်ညီတဲ့လက်တွဲပေါ်ကိုတင်းညှို့ငင်တော့မှမို့လို့ပါပဲ။ဆိုတော့ကိုယ့်ကိုရိုးသားဖို့ကတော့အရေးကြီးဆုံးပါပဲ။ဒါမှကိုကဘာလို့ချင်းလဲကိုကဘာနဲ့ထိုက်တန်လဲသိနိုင်မှာပေါ့။ဒါကရီးစားရောင်းရုံလောက်ပဲမဟုတ်ပါဘူး။ကိုကိုအပြည့်အဝခံစားရဖို့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေနဲ့နံမိုင်းဆိုင်ရာအရာကျင်းကျမမှာရှိဖို့ပါပဲဒါမှတင့်နှလုံးသားကိုအဟာရဖြစ်စေတဲ့လူနဲ့ကြည်နူးစရာအမှတ်တရတွေကိုဖန်တီးနိုင်မှာပါဆိုတော့အခုချက်ချင်းတင်ထားလို့ရတဲ့အရာကတင့်အနာဂတ်လက်တွဲပေါ်စီမှာတင်ရှိနေတဲ့အချက်တွေကိုစဉ်းစားတာပါပဲ လူအများစုကိုမေးကြည့်ရင်သူတို့အမြင်အရလက်တွဲပေါ်တယောက်မှာမရှိတဲ့တဲ့အချက်တွေကိုမရင်မတွက်နိုင်အောင်ပြပြပါလိမ့်မယ်။ဒါပေမဲ့သူတို့ဘလို့လူမျိုးလိုချင်တယ်လဲဆိုတဲ့အချက်ကိုတော့သူတို့တည်တည်ချာချာတိတိကျကျမသိကြပါဘူး။ကိုမလိုချင်တဲ့အချက်တွေကိုပြောလိုက်တိုင်းတကယ်တော့တင်းရဲ့စိတ်ကိုအဲ့ဒီအချက်တွေပေါ်မှာအာယုံစိုက်မိနေတာပါ။တဲ့အတွေးတွေရတကယ်ကိုစွမ်းရရှိပါတယ်အဲ့လိုမလိုချင်တဲ့အချက်တွေကိုတွေးနေမယ်ဆိုဘလို့လက်တွဲဖို့မျိုးကိုလိုချင်နေဆိုတာကိုပဲအာရုံစိုက်ထားဖို့လိုပါတယ်ဆိုတော့ဒီနေ့ဒီဗီဒီယိုလေးထဲမှာကတော့ ကိုယ့်ရဲ့လက်ရှိချစ်သူကကိုယ့်ကိုပို့ချစ်လာအောင်ပြီးတော့ကိုယ့်ကိုကိုပို့ပြီးတော့တန်ဖိုးထားတတ်လာအောင်ပို့ချစ်လာအောင် လုံရမဲ့နီးလန်းလေးတွေကိုပြပြပေးသွားတာပဲဖြစ်ပါတယ်။ဆိုတော့နောက်ထပ်ဗီဒီယိုမှာကတော့ကိုလိုချင်တဲ့ boyfriend girlfriend ကိုဘယ်လို attract လုပ်ရမလဲ။ဘယ်လိုညှို့ငင်ရမလဲ။ကို crush နေတဲ့လူကိုဘယ်လိုမျိုးကိုစီရောက်အောင်ညှို့ငင်ရမလဲဆိုတဲ့နီးလန်းလေးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။ဆိုတော့ဒီနေ့ဒီဗီဒီယိုကိုနားထောင်ရင်းနဲ့ကိုရည်ရထားတဲ့လူနဲ့လက်တွဲနိုင်မှုအတွက်ကိုရဲ့စိတ်တွေကိုလည်းပြုပြင်ပြောင်းလဲနိုင်ရင်တစ်ဖက်သားကိုလည်းနီးမှန်ကမ်းမှန်နဲ့ချစ်ပေးဖို့အတွက် အတွေးခေါ်တွေရသွားမယ်လို့မျှော်လင့်ပါတယ်။ဆိုတော့ကိုယ့်ရဲ့ချစ်သူနဲ့အေးအေးဆင်းဆင်းပျော်ပျော်ရွှင်ရွှင်ချစ်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာတွေ့ကြပါမယ်။ဆိုတော့တတပါ Have a great day ပါ။